အခုကတော့မေလ14ရက်နေ့အတွက်ရွှေစကားငွေစကားရှေးဦးစွာတနင်္ဂနွေသားသမီးမိတ်ဆွေများဒီလိုကင်းညို့မှာကဆရာသမားတို့ကြီးကဲသူတို့အလုရှင်တို့ကိုယ့်ရဲ့တထေးတို့ကြီးကမထင်မှတ်တဲ့မမျော်လင့်တဲ့အကူအညီကောင်းတွေရတတ်တယ်။အစင်မပြေမသိမမြတ်ဖြစ်နေတဲ့အလုရှင်တို့တထေးတို့အထက်လူကြီးတို့လောက်ဖို့ကံဘတ်တို့နဲ့ညှိဖို့နိုင်ဖို့ကောင်းသော နေမျိုးလည်းဖြစ်ပါတယ်။စားတော့ကုံ စားတော့ဆိုင် အစားတော့ထုတ်လို့ဖြန့်ချီရောင်းချခြင်း စံစီစေစားဆက်မှုစိုက်ပျိုးစိန်စာဥစားတံအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်မယ်နေ့ဖြစ်ပါတယ်ငွေတွေပစ္စည်းတွေအလေလွတ်အကြပါပြီးများတာတော့များတာတော့သတိပြုလုပ်ငန်းအသစ်တွေထူထောင်ရန်အခြေတည်ရန်အစပြုရန်အလွန်ကောင်းသောနေ့ဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒနေငွေတွေသားသမီးတွေကမိမိရဲ့အိမ်တောင်ဘက်မိမိရဲ့ချစ်သူရည်စားရဲ့နိုင်ငံခြားနဲ့ပတ်သက်သောယာတူးဂုံရှိန်နဲ့ပတ်သက်သောပတ်သက်သောတရင်ကောင်းလဲကြားရတာပါတယ်ကတလူနေမျိုးမှာ လင်းငွေသားသမီးတွေကံရဲ့အပမှုရရှိစေဖို့ဆိုရင် ခရမ်းရောင်တို့မရမ်းရောင်တို့များများပါတော့အဝိအစာသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်သုံးသွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာရောင်းညင်တာပဲဖြစ်ဖြစ်နောက်အလုပ်လုပ်တဲ့ပစ္စည်းအလုပ်ယုံဆက်ယုံဆက်မှုလည်းမှုလုပ်ငန်းသုံးပစ္စည်းအလုပ်လုပ်တဲ့ကားတွေဆိုင်ကယ်တွေနောက်အလုပ်ယုံဆက်ယုံတွေကိုညောင်ရွက်ကလေး၃ရွက်ပူထပ်ပြီးညောင်ရွက်ကလေးနဲ့ရက်ကပ်ပြီးတော့ရိုက်ပြီးတော့စုတောင်းပါဒီနေ့ ကို့အတွက်ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်နံပါတ်တွေရွေးမယ်အယောင်းဝယ်ဈေးစကားသတ်မှတ်မယ်အချင်းချက်နိုင်သတ်မှတ်မယ်ဆိုရင်တစ်ကနန်း6ကနန်းနေရာကို့အတွက်ကံကောင်းလက်ရွှင်စေပါလိမ့်မယ်တနင်္ဂနွေသားသမီးတွေကံရဲ့အပါမှုရဖို့ဆိုရင်တော့မိမိတိုင်းနာနဲ့မိမိအစဉ်ပြေသလိုဆန်လူတန်းတဲ့ကုသိုလ်ပြုလုပ်ပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကလေငွေဟောင်းပစ္စည်းအောင်လုပ်ငန်းဟောင်း ြန်အကျိုးပေးတတ်တယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်အကြောင်းအကျောင်းရထားနားထားတဲ့လုပ်ငန်းတွေဤဝေချက်တွေပြန်ကျိုးသားဖို့အခြေအနေကောင်းပေါ်တတ်တယ်ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလို့ဖို့ကံပတ်တွေနဲ့ပြန်လဲဆောင်စီရတတ်တယ်ကောင်းတဲ့အဟောင်းတွေပြန်ပေါ်တတ်တယ်လို့ပြဿနာဟောင်းယောဂါဟောင်းလေးတော့တရိထားနောက်ကိုမလုတ်ကျင်တဲ့အလုပ်တို့မယူကျင်တဲ့တာဝန်တို့မတွေ့ကျင်တဲ့လူတို့ဒါတွေလဲလာပြီးတော့ပတ်သက်ရတတ်တယ်ငွေကံရွှေကံကောင်းနေတယ်ရွှေတို့ အလှကုန်အလှပြင်ဆိုင်အမှုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဝက်ဝါလေလဲလက်ဖက်လက်ဖက်ရေးဆိုင်အဲဒါမျိုးတွေပို့ပြီးအကျိုးထူးအောင်မြင်နိုင်ပါတယ်။ဒဲလာသားသမီးတွေကကိုယ်အိမ်တောင်ဘက်ချစ်သူကြီးစားရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ဝမ်းသာစရာကြားကြုံဝမ်းတတ်ကြောက်ပါခင်ဗျာ။ဒီလိုကိမျိုးမှာဒဲလာသားသမီးတွေကံရဲ့အပမှုရရှိသေးဖို့ဆိုရင်အစိမ်းရောင်တို့မိခိုးရောင်တို့များများပါတော့အဝိအစာသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါ။ မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ကွန်းရွက်ကလေးနှစ်ရွက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပုတ်ပြီးတော့ဆူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေကတော့နှစ်ကဏ္ဍတစ်ကဏ္ဍတွေဖြစ်ပါတယ်ကံကောင်းစရာရှိတာပိုကောင်းအောင်အញ្ញံကိုက်တွေရော့ပါပြေပြအောင်ဆိုရင်ကြာဆန်လှူဒန်းတဲ့ကုသိုလ်မြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုကြာဆန်လှူပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများ ေလိုနေမှာကကိုစီကိုဝန်တာစရာတည်ငောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တယ်ကိုလည်းပဲကောင်းသောခကြီးအချိုးထူးမဲ့ခကြီးသွားတတ်တယ်မိษွေဆရာသမားတွေစီကအကူကြီးအပံပိုးကောင်းတွေအကြံဉာဏ်ကောင်းတွေရတတ်တယ်မြေကိစ္စဖုံကိစ္စအမွေကိစ္စပြိဘောကပေပြောင်းပန်ပြိမကြီးပပုပညာရေးဆိုင်ရာပညာရဆိုင်ရာတင်ကြားရေးဆိုင်ရာသင်တန်းတို့ဘာလို့လဲပတ်သက်တာမျိုးတွေအလွန်ကောင်းတယ်ခက်ခဲထင်းငော့ကြံ့ကြာပိတ်ဆို့နေသောကိစ္စတွေ ကဲအစင်ပြေချောမွေသွားတယ်ဆိုတော့နမိတ်ကောင်းကိုလည်းတွေးရှိရကြအောင်ပါခင်ဗျာမိမိတို့ရဲ့မိမိအိမ်တော်ဘက်ပြစ်သည်စွာနဲ့ပတ်သက်လို့မတင်မကြမရေမရဆုံးပြခက်တာလေးတော့လာပြီးကြုံရတာပါတယ်အင်္ဂါသားသမီးတွေကံရဲ့အပမို့ရရှိစေဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆက်သုံးစွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်စားလေးလက်တစ်ဆုပ်လောက်ကိုလက်ကင်မော်လာဟာလေးနဲ့ထုတ်ပြီးတော့ စားထုတ်လေးနဲ့တို့ပြီးထုတ်ပြီးတော့ဆူတောင်းမှာဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍနေကတော့၃ကဏ္ဍ၉ကဏ္ဍနေဖြစ်ပါတယ်။ဂယ်လိုနီမျိုးမှာအင်္ဂါသားသမီးတွေကံရဲ့အပါမို့ရဖို့ဆက်ပြားခဲ့အခဲတွေအတုံးတွေအမှုန့်တွေဘူးတွေဘာပဲဖြစ်ဖြစ်အစဉ်ပြေတယ်လို့မိမိတိုင်းတိုင်းမိမိဆက်ပြားလှူဒန်းပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာ။ဆက်လက်ပြီးတော့ဗုဒ္ဓသားသမီးမိတ်ဆွေများဂယ်လိုနီတွေမှာကလေညက်လက်ပြလိုက်တယ်လို့ကွက်ခနဲ့ကံကကောင်းသွားတတ်တယ်။မထင်မှတ်တဲ့ ဝမ်းသာစရာတွေအောင်မြင်မှုကြီးတွေကြုံရတတ်တယ်အလုပ်ရတယ်ယာရုတိုးတယ်ဝင်ငွေလာတာတိုးတယ်အထင်မှတ်တဲ့အခွင့်အရေးတွေပေါ်လာလို့ဖြစ်တတ်တယ်လက်ရှိလုပ်ငန်းတွေကိုတိုးမယ်ချဲ့မယ်အချိန်မြင့်မယ်နောက်ထပ်လုပ်ငန်းအသစ်တွေစမယ်ဆိုရင်လည်းကောင်းတယ်အပြိုင်အဆိုင်အကျိတ်နဲ့လုပ်ရမယ်ကိစ္စမျိုးတွေကောင်းတယ်ခရီးသွားပြီးလောရတဲ့လုပ်တွင်အသည်အနံတို့ရေရွက်ကုန်းတို့တဲ့တန်တော့တဲ့အဖျော်ရမကားတစ်တီးဝလံအသားငါဟင်းဒီဟင်းရွက်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတော့ကောင်းတယ်။ကဲအပြိုင်အဆိုင်အကျိတ်နဲ့လောရမယ်ကိစ္စဆိုတဲ့ဒီနေ့စူးစမ်းပြီးတော့ပြု အထက်လူကြီးလူကြီးမိဘဆရာသမားအလုတ်ရှင်တို့နဲ့အဆင်မပြေအခုထက်လေတော့နဲ့တရီတာခုအိမ်တောင်ဘက်ချစ်သူရီးစားရဲ့အောက်လက်ငယ်သားမောင်နှမတို့နဲ့ပတ်သက်တဲ့ဝမ်းသာစရာကြားကြုံရတတ်ပါတယ်ဗျကဲဒီလိုကဲမျိုးမှာဗုဒ္ဓသားသမီးတွေကံရဲ့အပါမို့ရဖို့ဆိုရင်တော့အပြာရောင်တို့ပန်းရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်လုံးဆွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တိုက်အောင်ဆိုရင်ရှောက်သီးလေးတစ်လုံးဒါမှမဟုတ်လေရှောက်ယူအထုပ်လေးနဲ့တို့ပြီးခောက်ပြီးစုတော့မှာ ဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေက6ကဏ္ဍ3ကဏ္ဍနေဖြစ်ပါတယ်ဒီလိုနေမျိုးမှာဗုဒ္ဓသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအောင်ကံရဲ့အပမှုရဖို့ဆိုရင်တော့တရရဲ့ယူတော့မို့တရရဲ့ဒီတရရဲ့ဒီဖြောရေးအဲ့ဒီတရရဲ့ဒီနဲ့ပတ်သက်တာလေးလှူဒန်းပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ဂျာတာပရိသသမီးယရနာထေးမဲ့ဂျာတာပရိသသမီးများလည်းရောက်လာပါပြီ။ ကြွေးသားမိတွေငွေငွေကံအလွန်ကောင်းတယ်လူတယောက်ရဲ့ဘဝမှာအခြေအနေအဆင့်တန်းမြုပ်တဲ့မြင့်တဲ့သွားတာတို့ယာရုတိုးတယ်တို့ထီပေါက်မွေးပေါက်ဆုရဆိုတာတွေကဒီလိုကိမျိုးမလာပြီးကြုံတတ်တယ်ကဲအဲ့တော့ကိုဘဝကိုလုပ်ငန်းကိုအရှိန်မြှင့်ရမယ်အချိန်တော့ရောက်ပါပြီမဆန်ရင်လည်းကြီးကြီးပြောင်းပြီးခံရအောင်ငွေကံကောင်းတဲ့အလှည့်ကိုရောက်ပြီးတံမိုးကြီးပစ္စည်းတွေဝယ်ယူစုဆောင်ခြင်းကားတို့ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ကြက်ငါးကြံကုန်းရုပ်ချက်သွန်းအဲ့ဒါမျိုးတွေပို့ပြီးအချို့ထူအောင်မြင်တတ်တယ် ကိုကနေပြီးတော့ကုညီပေးကန်ထောက်ပံ့လှူဒန်းကျင်တဲ့ရွေကျဲများလဲအောင်မြင်တတ်ပါတယ်ခင်ဗျာဒီလိုနေမျိုးမှာမထင်မှတ်တဲ့အမေလို အမလိုအဖွားလိုအတော်လိုလူကြီးကလေးလိုအမျိုးသမီးကြီးတွေစီကအကူညီကောင်းနေရတတ်တယ်တိမ်မွေးတိရစ္ဆာန်ခွေးကြောင်ကျဲငှက်ငားနဲ့ပတ်သက်လို့တော့နည်းနည်းလေးစိတ်အနှောက်အယှက်လေးတွေကြုံရတတ်ပါတယ်အင်တောင်ဘက်ချစ်သူရီစာရဲ့ပညာရေးဆိုင်ရာစာမေးပွဲအောင်တယ်လို့တရင်ကောင်းကြားရတတ်ပါတယ်ဗျာဒါဒီလိုနေမျိုးမှာ ကြာဝေးသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအညံ့ခိုက်တွေကြောပပြပြအောင်ဆိုရင်အဖြူရောင်တို့မီးခိုးရောင်တို့အားပြုပြီးတော့ဝစ်စင်လုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုတံမီအားကောင်းကောင်းနဲ့ထိုးပြီးစုတောင်းပါကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကနန်းတွေကနှစ်ကနန်းရှစ်ကနန်းတွေဖြစ်ပါတယ်ကဲဒီလိုနေမျိုးမှာကံရဲ့အပံမို့ရဖို့ကြာဝေးသားသမီးတွေနော်နနတ်ယူလူတန်းတဲ့ကုသိုလ်ပြုပြီးတော့ကံပွင့်ကံမြင့်ကြပါသည်ခင်ဗျာကြာဝေးသားသမီးများဆက်လက်ပြီးတော့တောက်ကြသားသမီးများလည်းဒီလိုကိန်းမျိုးမှာကလေ အမေလိုအမလိုအဖွားလိုအတော်လိုအမျိုးသမီးကြီးတွေလူကြီးကတော်ဒီစီကနေအကူညီကောင်းအပံပိုးကောင်းတွေရတတ်တယ်။စုတူးပွဲတူးယာတူးဂုံတူးကိစ္စတွေအောင်မြင်တတ်တယ်။အထေအလိတ်တို့ထီးဖနှက်တို့လျှက်စစ်ပစ္စည်းဓာတ်စီဒီဇတတ်တုနှံ့နွားအဲ့လိုကိစ္စမျိုးတွေနိုင်ငံခြားနဲ့ပတ်သက်သောပညာရေးဆိုင်ရာကိစ္စတွေထူးထူးခြားခြားအောင်မြင်နိုင်တယ်။တခုရှိတာကခရီးဖင့်တတ်တယ်၊သွားရေးလာရေးနော်ကိစ္စလေးတတိထားလမ်းမှာငွေပြောက်ပစ္စည်းပြောက်လေးတွေတတိထား တောက်ကြသားသမီးတွေကမိမိအိမ်တော်ဘက်မိမိချစ်သူရီးစားရဲ့ဖုန်းကိစ္စဝမ်းသာစရာကြုံရကြရတတ်ပါတယ်ဗျ။ကဲဒီလိုကိမျိုးမှာကံရဲ့အပမှုရဖို့ဆိုရင်တော့အဝါရောင်တို့ခရမ်းရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုထိညက်ခဲလေးနဲ့တို့ပြီးခောက်ပြီးဆူတောင်းပါ။ကံကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေကခွန်ကနန်း၈ကနန်းကံရဲ့အပမှုရဖို့ဆိုရင်တော့မုံကျွတ်လူဒန်းနဲ့ကုတူလေးပြုလို့ကြပါစို့ခင်ဗျာ။ ကဲဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများဒီလိုနေ့မှာကလေအချိန်ကုန်ငွေပန်းလူပန်းတွေများတတ်တယ်ကိုယ်ကိစ္စအပြင်ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရာရွာကိစ္စတာရေးနိုင်ရေးမနိုင်ဝင်တွေထမ်းနေရတတ်တယ်စိတ်တို့လွယ်ဒေါသထွက်လေပေါက်ကွဲလွယ်ဆိုတာတွေကိုဂယုဆိုင်ပါစိတ်လိုက်မှန်းပါအပြောမှအလုံးမှငွေမှပစ္စည်းမှတွေတတိပြုပါမြေကိစ္စတို့ဖုံးကိစ္စတို့အမွေကိစ္စပြိဘောကပေပြောင်းပန်းပရိန်ပကြီးပပုအဲ့ဒါမျိုးတွေတော့ကြိုးစားတတ်ပါတယ် စနေသားသမီးတွေကိုအိမ်တော်ဘက်ကိုချစ်သူရီစားရဲ့ခရီးနဲ့ပတ်သက်သောရဝေးနဲ့ပတ်သက်သောဝန်သားစရာတွေကြုံဝန်ကြရတာပါတယ်ဗျာကတလူကိမျိုးမှာစနေသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အဖြူရောင်းတို့ငွေရောင်းတို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ထက်ညက်ခက်လေးတစ်ခဲနဲ့တို့ပြီးခောက်ပြီးတော့ဆူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေက ခွန်ကနန်း၄ကနန်းနေဖြစ်ပါတယ်။ကံရဲ့အပမှုရဖို့ဆိုရင်မုံဟင်းကလှူဒန်းပြီးတော့ကဲကံပွင့်ကံမြင့်ကြပါသေးခင်ဗျာ။